တိုင်းနဲ့တိုင်းမှာဒီ April လတလလောကညမအမြဲတမ်းအဲ့လိုကုတူတွေလုပ်နေရှိတယ်အရှိနှစ်နှစ်တည်းဆိုလဲဒါကုတူတွေအចောင်းဆောက်တယ်အဲကိုယ့်ရဲ့မိဘတွေကိုအဲပုကုတူပြုတယ်ဒါပေမဲ့ဒီနှစ်ကကြတော့ထူးထူးခြားခြားလေးဒီအပြင်ပေါ့နော်ဒီရက်ကွက်မှာဒီအမိသားစုတွေပေါ့နော်ဒီထမင်းအဲ့လိုမျိုးတွေးကျင်တယ်ကျွန်တော်ကလူလိုက်တဲ့မောင်လေးဆိုလဲလူလိုက်တဲ့အလူပစ္စည်းလေးသူယူပြီးသွားတဲ့အချိန်မှာတော့ ူတောင်းပေးတယ်စူတောင်းစကားပြောတယ်တီချာလေးကိုပြောပေးတာသူတို့ရင်ရဲကနေအဓိကအဲ့ဒီမြစ်တာအဓိကတူကမြစ်တာပြီးလဲအချိန်မှာတူစီကနေပြန်ပြီးရတဲ့မြစ်တာအရင်ချီမှုကလည်းပျော်ရွှင်ရတယ် မဒါမွေးနေ့ပေါ့နော်မွေးနေ့မှာဒါတငယ်ချင်းနေနဲ့ဒါအတူတူလာပြီးတော့အာတိုင်းနဲ့ချိတ်ပြီးတော့ကုသိုလ်လာလောက်တာပါရှင်ဟုတ်ဟုတ်ပါတယ်ဒီနေ့ဟောမိုးကွင်းရဲ့မွေးနေ့လေးမှာတငယ်ချင်းနေနဲ့တယောက်နေနဲ့လာပြီးတော့ပေါင်ဝင်ပြီးတော့ကုပြီးတော့အဖြစ်ပြန်ပါဟုတ်ကဲ့ပါရှင်နော်ဘတ်ဒီသမီးလေးအာကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါရှင်ကျေးဇူးကနေပါ Yeah. အဲခုကြောက်တဲ့မွေးနေ့ရစာပြီးတော့ဒီ28နှစ်ပြည့်ရနေပြီစာပြီးတော့နောက်နှစ်ပေါင်းများစွာတိုင်အောင်ဖြစ်ချင်တဲ့ဆန္ဒတွေအားလုံးမတောင်းတာပဲနဲ့အများလုံးအများကြီးအများကြီးများပြည့်စုံပါစေလို့ငွေချင်းလေးပေးရစုပြည့်ပါစေဟုတ်ကဲ့အဓိကတော့ဒါကိုမျိုးကိုကြော်စာလဲဒါညီမတို့ TTMC မှာပေါ့နော်ဒါအတူတူဒါအနုပညာလောက်ကိုလုပ်နေတဲ့သူပါပဲဒါဒီလူတွေဆိုတာက အာအကုန်လုံးဒါအရေးအကြောင်းတစ်ခုဆိုလဲရှိပေးတယ်အဲပြောမနာဆိုမနာပေါ့နော်ညီမဆိုယောက်ျားလေးတငယ်ချင်းကနည်းနည်းရှားတယ်ဒီပြီးတော့ဒီကိုယ့်ရဲ့အမှုပညာလုပ်ထဲမှာပေါင်းတဲ့တငယ်ချင်းကလည်းရှားတယ်အဲယောက်ျားလေးထဲမှာဆိုရင်အဲဒီကိုမျိုးကိုကျော်တို့ပြီးသွားတဲ့အခါကျရင်ကိုချမ်းမင်းရဲ့ထွတ်တို့ ဝေဖြိုးရေးကြမှာနော်ဒီဒီလူတွေပဲအဲ့လိုပြောမနာဆိုမနာတငယ်ချင်းကြံနာကြတော့အပြင်ကနည်းနည်းရှားတယ်အဲ့တော့ဒီလူတွေနဲ့ကတခုဘာလုံးလုံးဆိုရင်လည်းတိုင်မင်နေတငယ်ချင်းငါတော့ဒါလေးလှုပ်ချင်တယ်ဒီလူလေးလှုပ်ချင်တယ်နင်ပါအောင်မလားနင်သွားအောင်မလားနင်လိုက်အောင်မလားဘယ်လိုမျိုးလဲဆိုတော့အဲ့တော့ဒီနေ့ကိုယ့်ရဲ့မွေးနေ့မှာလည်းအဲကိုယ့်ရဲ့ဒီလူနည်းစုပေါ့နော်လူနည်းစုလေးကိုပဲတငယ်ချင်းငါတော့ဒီလိုလေးဒီနေ့တော့လှုပ်ချင်တယ်အာလာခဲ့ပါလားဆိုတော့အေးတငယ်ချင်းလာခဲ့မယ်โอเคဆိုတော့အာဒီနေ့ဒီနေရာလေးမှာပဲအတူတူလာပြီးတော့ ကုသိုလ်ပြုရပါရှင်ဟုတ်ဟုတ်ကဲ့အဓိကတော့ညီမနှစ်တိုင်းနှစ်တိုင်းပေါ့ဒီ April လတလလောညီမအနေနဲ့အဲ့လိုကုသိုလ်တွေလုပ်လို့ရှိတယ်အရှိနှစ်နှစ်တင်ဆိုလဲဒါကုသိုလ်တွေအကြောင်းဆောက်တယ်အဲကိုယ့်ရဲ့မိဘတွေကိုအဲပေါ့ကုသိုလ်ပြုတယ်ဒါပေမဲ့ဒီနှစ်ကကြတော့ထူးထူးခြားခြားလေးဒီအပြင်ပေါ့နော်ဒီရက်ွက်မှာဒီအဲမိသားစုတွေပေါ့နော်ဒီထမင်းအဲ့လိုမျိုး တွေးကျင်တယ်တွေးကျင်တယ်ဆိုတော့ကိုကအချိတ်ဆက်ကလည်းဟိုချက်တာပြုတ်တာတွေကိုကလည်းအချိတ်ဆက်လည်းမရှိဘူးအတားကြီးကကျတော့အများနဲ့ဒီအလှူတွေကိုအများနဲ့လုံနေတယ်ပြီးတော့တားကြီးရဲ့ live လင်းမှာဆိုလည်းအများနဲ့တွေ့တဲ့အခါကျတော့တားကြီးတမီးရတမီးမွေးနေလေးကိုလူတလောက်တလောက်တော့တမီးကျွေးကျင်တယ်ဆိုတော့အာတမီးရတယ်ဖြစ်တယ်ကိစ္စမရှိဘူးတမီးရလူအေးဆေးလာအကုန်လုံးတားကြီးစီစဉ်ပေးမယ်ဆိုတာနဲ့ပဲအာတားကြီးကဒါအစာဆုံးမွေးနေ့ဒီပေါ့ကုတူလေးကိုဒီမွေးနေ့အလှူလေးပေါ့နော်အလှူလေးကိုဒါအစာဆုံးလေးစီစဉ်ပေးတာဆိုတော့အာကိုရင်ကိုရဲ့ဒီမွေးနေ့လေးမှာ အာအကုန်လုံးကအချိန်ပေးတယ်ပဲပြီးတဲ့အခါကျရင်ဒါအကုန်လုံးပေါ့နော်ဒါတူဦးတယောက်ချင်းစီရပေါ့နော်ဒါအမတို့ဆိုလဲဒါအချိန်နေပေးပြီးဒီနေရာထိလာပြီးတော့ပေါ့နော်ဒါဘယ်လိုပဲဖြစ်ဖြစ်အဲရှိပေးကြတဲ့အတွက်ကြောင့်မလို့အဲ့တူဦးတယောက်ချင်းစီတိုင်းကိုလည်းညီမကျေးဇူးလဲတင်ပါတယ်ဘာလို့ဆို ဟိုတူဦးစေတနာတူဦးမေတ္တာလို့ပြောဆိုကိုယ်ဒါဒီချိန်ဒီနေရာမှာစေတနာပြုတာအဲစေတနာပေးတဲ့သူတွေမေတ္တာပေးတဲ့သူညီမကလည်းတချိန်ချိန်မှာကိုယ့်ဘက်ကတက်နိုင်တဲ့ဘက်ကနေပြီးတော့အသိရှိဖို့တန်ညီမကလည်းအဲ့လိုမျိုးလေးအများနဲ့တွေးထားလိရှိတဲ့သူဆိုတော့အခါကျတော့အဲဒီချိန်ထိကိုဘေးနာမှာရှိပေးတဲ့သူတွေအကုန်လုံးကညီမကကျေးဇူးလဲတင်တယ်အဲအများနဲ့လည်းဒါတမူးထားပါတယ်ဟုတ် ဒီကတော့ဒီလိုမျိုးအလှူဒန်းတွေလုပ်နေရတဲ့အချိန်မှာဒီလိုပျော်ရွှင်ရတယ်ပျော်ရွှင်ရတဲ့ဆိုင်တယောက်ရဲ့လူရန်ရဲ့ပျော်ရွှင်မှုတွေကကျွန်တော်စီကူးဆက်တယ်ပြီးတော့ဒီနေ့လိုမိုးပင့်ရဒီလိုမွေးနေ့နေ့မှာပါဝင်ပြီးတော့အဲ့လိုတူတူလာပြီးတော့လူဒန်းခွင့်ရတယ်ပြီးတော့တငယ်ချင်းကလည်းအမြဲသူအမြဲသူ့စီမှာရှိနေဟာအဲ့လိုစိတ်ထားကောင်းကောင်းလေးထားတယ်ပြီးတော့သူကကိုကြီးတက်တက်စိတ်လေးအဲ့စိတ်လေးကြောင့်သူကချစ်ဖို့ကောင်းနေလို့ကျွန်တော်ထင်တယ်ကျွေးမြကျွေးမြတငယ်ခဏလေးကျွေးမြကျွေးမြမစားဘူးမဟုတ်ကတော့မစားဘူးကျွေးမြခဏလေးနေဟုတ်တကယ်အဲ့ဒါသူသူ့စီမှာရှိတဲ့ဟာလေးကသူအမြဲအဲ့လိုအလှူဒန်းတွေအများကြီးလုပ်တယ် ပြီးတော့ဟိုဖရားတရားလည်းအများကြီးလုပ်တယ်ပြီးတော့အဲ့လိုမျိုးဘူးအများကြီးပုံမှန်လေကုညီစိတ်တကယ်ချင်းတရားအမြင်နဲ့ဆိုရင်တော့သူကတကယ်ချင်းကောင်းတရားဖြစ်တယ်ပြီးတော့အရန်စိတ်ထားပြောရတဲ့လူတရားအဲအကြောင်းမို့ဒီလိုအလှူထဲမှာသူစီရနေရောပီတိတွေလည်းရရတယ်ပြီးတော့ဒီလိုညမှာလာပြီးလူလူရဲ့အတွက်လည်းအဲပြီးတော့ခွန်အားတွေဖြစ်တယ်ပြီးတော့ကိုလည်းအများကြီးပြလိုက်ကြတယ်အများကြီးအများကြီးအများကြီးဟိုတကယ်တကယ်တမ်းပေါ့နော်ဟိုဒါကိုယ့်ရဲ့တက်နိုင်တဲ့ဒါလူမညာစာဆို200စာကိုတက်နိုင်နေတဲ့ရနေပြီးကိုယ့်ရဲ့ချွေးနေစာနေရနေဒါလှူတယ်ဒါပေမဲ့တကယ်တကယ်ဒီညာရောက်တဲ့ခါကျလေ နှစ်ရာဆိုတာဘာမှမဟုတ်ဘူးလို့ပဲเนาะအဲ့လိုထထထထပြီးတော့လေလှူခြင်းနဲ့အလှူတစ်ခုစွာလေညီမကတော့တွေးတာတယ်ဘယ်ရာလေးပဲတိတိလေးပဲလှူလှူကြီးကြီးပဲလှူအလှူတစ်ခုပြုတ်ပြီးတယ်ကုတော်တစ်ခုပြုတ်ပြီးနောင်တမရပဲနဲ့ဒီလူဒီကိုအလိုစိတ်ချမ်းသာတယ်ပျော်ရွှင်တယ်အဲ့ကုတော်ရတာပဲမှာအဲ့လိုပဲတွေးတာလေဆိုတော့လေဟိုနောင်တကင်ကင်နဲ့အာငါထထထထလှူခြင်းနဲ့ဒီရာဒီဖြူစင်တယ်လေအဲ့လိုအတွက်ကြောင့်မလို့အခုဒီမှာဆိုလဲပေါ့နော်ဟိုကိုကလည်းလှူခြင်းနဲ့စိတ်အပြည့်နဲ့လာလှူတယ်ဒီဒီကလူတွေကလည်း ဒီဟာပေါ်မှာမဟိုဘယ်လိုကောင်းလဲအာအပြည့်အဝပေါ့နော်အပြည့်အဝနဲ့ဒါရှိပေးတဲ့အခါမှာပို့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 ပြီးတော့အဲ့လိုလှူကျင်တယ်အဲ့စိတ်တော့ဖြစ်တယ်နော်ပြီးတော့အဓိကပြီးတော့ဒီမှာလှူသွားရဲ့လှူရှင်နေမှာသူမိုးပင်းလှူရဲ့အချိန်မှာလည်းဘေးကနေပြီးတော့အဲသူလှူလိုက်တဲ့အပေါ်မှာဘာဘာဖြစ်ပြလဲဆိုတော့ဒီဘက်ကလှူလိုက်တဲ့မောင်လေးဆိုလဲလှူလိုက်တဲ့လှူပစ္စည်းလေးသူယူပြီးသွားရဲ့အချိန်မှာတော့မဆူတောင်းပေးတယ်ဆူတောင်းစကားပြောတယ်တေချာလေးကိုပြောပေးတာသူတို့ရင်ရဲကနေအဓိကအဲ့ဒီမြတ်တာအဓိကတူကမြတ်တာပြလိုက်အချိန်မှာတူဦးစီကနေပြန်ပြီးရတဲ့မြတ်တာဘယံချီနူးရတယ်ပျော်ရွှင်ရတယ် အဓိကတော့အဲတစ်နှစ်တစ်နှစ်ကြီးလာတဲ့ပုံမှာညီမကတော့ကိုကိုကိုလို့ဟိုရင်းချက်လာတယ်ပေါ့နော်ရင်းချက်လာအောင်လဲတွေးတယ်အဓိကဟိုတစ်နှစ်တည်းငါရှိနှစ်မှာဘာလိုအပ်ချက်ရှိနေလဲအဲ့ဟာတွေရောငါဒီနှစ်တည်းကိုဘာလိုဆွဲခေါ်လာမိတယ်လဲအကိုမမြင်အောင်မှာပဲကိုယ့်ရဲ့ဘေးနာကပဝင်းခြင်းရအကိုရဲ့ချစ်တဲ့ခင်တဲ့သူတွေကကိုထောက်ပြတယ်ပြပြတယ်ဆိုရင်ဒါမှမဟုတ်ပရိသတ်တွေကပြပြတယ်ဆိုရင်ညီမအဲ့ဟာတွေအမြဲတမ်းမှတ်မှတ်လေးရှိတယ်မှတ်လေးရှိပြီးသားကာ အဲငါဒီအဲ့လိုပုံမှန်ဆိုရင်တော့အမြဲတမ်းတော့လိုအော်ပြောရရင်တော့အမြဲတမ်းတော့ကိုယ့်ကိုယ်ကိုပြန်ပြီးတော့ဆန်းစစ်လေးတော့မရှိဒါပေမဲ့ကိုယ့်ရဲ့ဒီအဲ့လိုအသက်တစ်နှစ်ကြီးွားတဲ့အချိန်မှာကိုယ့်ရဲ့ဒီ life တစ်ခုလုံးငါပြန်ပြီးနောက်အရှိနှစ်ကအဲဒီ level တစ်ခုနဲ့ငါဒီရဲ့ level မှာဘယ်လောက်တောင်ပေါ့နော်အတက်ကြရှိပဲနောက်ပြီးတဲ့အခါကျကိုယ့်ကိုယ်ကိုရောဘယ်လောက်တောင်စိတ်ကထိန်းနိုင်လဲမာလာလဲအဲ့လိုမျိုးလေးဆိုညီမဒီအခုဒီနောက်ပိုင်းဆိုရင်ရှေ့ရဲ့နှစ်တည်းဆိုင်ညီမဒီဆိုပို့ပြီးတော့စိတ်က တည်ငြိမ်နေအေးချမ်းလာတယ်ကိုကိုဒီဘက်ရင်းချက်တဲ့ဘက်ကိုခေါ်လာနိုင်တယ်အဲဒီလိုမျိုးလေးပေါ့အဲတော်တန်ရုံဒီတိုက်ခိုက်တာလောက်တွေကိုညီမကတိတ်ခေါင်းနဲ့ထည့်လို့တော့မရှိတော့ဘူးပြီးကိုကိုကိုလည်းဒီဒီစိတ်ကိုပေါ့နော်ဟိုသူများကအဲပျော်တိုင်းသူများကတိုက်ခိုက်တိုင်းသူများကြောင့်ဆိုတဲ့ဟာကြီးကို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 လွှမ်းမှုမခံတော့ကိုဆိုတဲ့ဟာကို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 ဟိုကွာဟိုပြန်ပြီးတော့ ကိုကိုပဲဦးစားပေးပြီးတော့နေထိုင်လာတဲ့နေ့ဆိုအဓိကတော့အဲ့လိုလေးစိတ်နဲ့ပဲတွေးပြီးတော့အဓိကကိုကိုကိုပူချင်းရင်းနဲ့ပဲနောက်ထပ်အသက်တစ်နှစ်ပူကြီးပဲလို့စဉ်းစားထားပါတယ်။အကောတော့ရံပူမပူလို့ရည်နေတာရံပူနေပူလို့ချွေးပြန်ပြီးတော့နော်ပြအောင်လုပ်နေတော့နေရပူရတယ်နော်အမှန်တရားကြီးပြောနေတာအသက်တစ်နှစ်ကြီးလာတော့အဓိကလောက်အောင်မှာပါလို့ဆိုအကောတို့တိလာတော့ဘာဖြစ်လဲဆိုရင် ပျော်ရွှင်အောင်နေရမယ်လူပေါ်ဆိုတာကြီးကဘာဖြစ်မှန်းမမသိဘူးတနည်းတနည်းချင်းမှန်ပါတယ်ဒါတောင်ဝင်းကားလည်းရှေ့မှာရရဆရာအများကြီးရရဆရာကြုံပါတယ်ပြီးတော့အဲ့လိုလူတိုင်းပေါ်မှာစိတ်ကောင်းထားရမယ်မေတ္တာထားရမယ်အဲ့လိုမျိုးတွေပေါ်အေဂျင့်ကနေမှာဆိုရယ်စိတ်လေးနဲ့ပဲရှင်းမှာလူတိုင်းပေါ်တော့စိတ်ကောင်းထားမယ်တငယ်ချင်းတွေပေါ်တော့နည်းနည်းတော့ဩတငယ်ချင်းတွေပေါ်မထားနိုင်ဘူး